ငလေထမလို့ချင်ရင်သူမဒေါသကိုလမ်းမဆွားဖို့ပြောလိုက်အီမီဆန်။ငကားမလီအီမီဆန်ကတော့သူမရဲ့အမျက်ဒေါသတွေကြောင့်မဟာပထဝီမြေကြီးတုံဟီပြီးငလေဘေးကြီးကြုံတွေ့ခဲ့ရတယ်လို့ပေါ်တင်ပြောလာခဲ့သူပါ။ပြည်သူတွေဘေးကြီးနဲ့ကြုံတွေ့နေရလို့စိတ်ဆင်းရဲဒုက္ခရောက်နေချင်းသူမကတော့ဒေါသမထွက်အောင်ထထင်းရမယ်ဆိုပြီးကုန်းစားပြီးတော့ကြွားနေရဖြစ်ပါယ်။သူမကအဆောင်အရှောက်ကြီးမှသူဖြစ်ပြီးပုဂ္ဂိုလ်တူပုဂ္ဂိုလ်မျက်တွေနဲ့လေခင်မင်းရှင်ကြီးက ။တကြမင်းနဲ့တောင်မြေအဖို့တော်ဆက်သူဖြစ်ပါ යි ။ဒါကြောင့်သူမလိုမျိုးနတ်မျိုးနဲ့ရွယ်တယောက်ကိုဒေါသထွက်အောင်လာဆွရင်အခုလိုမျိုးပဲငလင်ပေးကြီးနဲ့ကြုံတွေ့ခံစားသွားရမှာပါ။အခုတစ်ခေါက်တောင်မှတတော်လေးကိုအခက်အခဲဒုက္ခတွေ့နေရပြီဖြစ်တဲ့အတွက်နောက်ထပ်ထပ်မံပြီးတော့ငလင်နှုတ်ခတ်မှုကြီးမဖြစ်ပွားခြင်းရင်သူမရဲ့ဒေါသတွေကိုလာမဆွဖို့အတွက်အခုလိုမျိုးပြောလာခဲ့တာဖြစ်ပါ යි ။ အရန်ကိုဒေါသထွက်သွားတဲ့အတွက်ပထဝီမြေကြီးတောင်းလို့ပြီးငလင်လုတ်ခဲရတာဖြစ်လို့ပြည်သူတွေအပေါ်မှာကုညီမှုတွေကိုလည်းမပြုလုပ်ခဲ့ပါဘူးအထက်ကအမိန့်တွေရရင်တော့တက်နိုင်သမျှအကူညီသွားမှာဖြစ်ပေမဲ့အခုကတော့ဘသူ့ကိုမှမကူညီနိုင်ဘူးလို့လည်းပေါ်တင်ပြောလာခဲ့ပါတယ်အီမီဆန်ရဲ့အခုလိုပြောဆိုမှုတွေအပေါ်ထင်မြင်ချက်တွေရှိရင်ပြောသွားခဲ့ကြပါအောင်နော်